မာရီဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပေးနေတဲ့ Podcast by Fuse ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်လေးကတော့ပရိသတ်တွေစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုနားဆင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာဆိုလို့ရှိရင်တော့ Zalan Facebook Page မှာပြစုတွေ့ရပေါ့နော်ကွင်ရင်မေရော်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကွင်ရင်မေရော် လောကရဲ့အတန်ကို နားဆွင့်ဂယုပြုသောဖူစာလို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ကိုရင်မေရောဟာမြတ်တာတရားကြီးမားတဲ့အပြင်မျက်နာအသွင်ပြင်ကလည်းတင့်တယ်သူတစ်ယောက်ဖြစ်ပါတယ်။အတိဉဏ်ပညာစုရှထက်မြတ်တဲ့ကိုရင်မေရောရဲ့ဆောင်းရှောက်မှုအောက်မှာ လူသားအလုံးဒုက္ခအပူတော့ကတွေငြိမ်းအေးရစမြင်ဖြစ်ပါတယ်။လက်တစ်ဖက်ကနေမိုးမခပင်ရဲ့အခက်ထက်ထားတဲ့ဘန်းအိုးကိုကင်ဆောင်ထားလျက်ရှိပြီးတော့ သူ့အမိကိုတန်းတလိုက်ယုံနဲ့လူသားတွေရဲ့အခက်ခဲတွေကိုလိုက်လံကဲတင်ပေးပါတယ်။မုံမခပင်ရဲ့အခက်နဲ့မြစ်တာရေးစင်ကိုဖြန့်ပတ်ပြီးကစူတောင်းတန်တွေကိုနားထောင်ပြီးတဲ့ကွန်ရင်ရဲ့မြစ်တာခယူနာကကြီးမားလှပါတယ်။ကွန်ရင်ဆိုတာကမျက်ရည်မှဖြစ်သောကြာပွင့်မှမွေးဖွားခဲ့သည်လို့အဆိုရှိပါတယ်။တရားချင်းချံအားထုတ်ရင်ပုဂ္ဂိုလ်သူအဖြစ်ရောက်ရှိကပုံသက်တဲ့အမျိုးမျိုးပြောင်းလဲနိုင်တယ်လို့လည်းဆိုပါရယ် ဗုဒ္ဓတရားတော်တွေကအတိုင်းဆိုရင်ကွန်ယင်ရဲ့မူလအစဟာယောက်ျားတယောက်ဖြစ်ပြီးတော့တရုတ်ပြည်ကိုဗုဒ္ဓတရားတော်ပြန်ပွားလာတဲ့အချိန်မှသာအမျိုးသမီးတယောက်ရဲ့အသွင်ကိုပြောင်းလဲခဲ့တာဖြစ်ပါတယ်။အမျိုးသမီးပုံကမြစ်တာတရားကြီးမှအကြောင်းကိုပုံမပေါ်လွင်စေတာကြောင့်ကွန်ယင်မေတော်ရုပ်ထုတွေကိုထုလုပ်ပြီးကိုးကွယ်လာကြတာဖြစ်ပါတယ်။ကွန်ယင်ကိုမြောင်ကျွမ်းဧကရင်နဲ့မိဖုရားပေါင်တဲကမွေးဖွားခဲ့ပြီးတော့သမီးတော်မြောင်ရှမ်းလို့အမည်ပေးခဲ့ပါတယ်။ ညောင်ရှမ်းကိုတရီတီးတဲ့အချိန်ကလာကိုအာဂရင်းနဲ့မြို့ချလိုက်တဲ့အိမ်မက်ကိုမြင်မှတ်ခဲ့တယ်။မွေးဖွားလာတဲ့အချိန်မှာလဲကဘာမြေကြီးတုံဟီးသွားခဲ့တယ်လို့သူဆန်းမွေပြန့်တဲ့ရေနှံတွေနဲ့ပြန်လွင်က ပန်းနေပွင့်လို့လာခဲ့တယ်။တိုင်းသူပြည်သားတွေအံ့ဩမှန်တရားလာအောင်ဖြစ်ခဲ့တာပေါ့။မိခင်ဝမ်းကကြွတာနဲ့ရေချိုးတန့်စင်စရာတော့မလိုအောင်တန်ရှင်းလို့နေတာကြောင့်ပုဂ္ဂိုလ်တူဝင်စားတဲ့သူလို့လူအများကသတ်မှတ်ခဲ့ကြတယ်။ ။ဧကရစ်ကတော့ထူးခြားတဲ့ကလေးကိုမွေးဖွားမိတဲ့အတွက်စိတ်ထဲဘဝင်မချဖြစ်ခဲ့ရပါတယ်။တရားဓမ္မတွေနဲ့သာပြောမှွေရင်ကြီးပြန်းလာခဲ့တဲ့မြောင်ရှမ်းမင်းသမီးလေးဟာအဖြူရောင်ဝစ်စုပ်ကိုသာဝစ်ဆင်ပြီးတနေ့ကိုထမင်းတနက်သာစားပါတယ်။ဖြူစင်းတဲ့နှလုံးသားပိုင်ရှင်လို့နန်းတွင်းမှာရှိတဲ့အမှုတန်းတွေကတင်စားခေါ်ဝဲကြပါရယ်။ဧကရစ်ကအရွယ်ရောက်လာပြီဖြစ်တဲ့ မီးရော်မြောင်ရှမ်းကိုကျင်ယာပတ်ရှာပြီးထိမ်းမြလက်ထပ်ပေးဖို့ပြင်ဆင်လာခဲ့ပါတယ်။ဒီအခြေအနေတွေကိုသိရှိသွားတဲ့အခါမြောင်ရှမ်းကစီးစိမ်ချမ်းသာနဲ့ဂုံဒရတ်တို့သည်ထာဝရအမြင်မရှိနိုင်။တကူအရှိန်ဝါတို့သည်လည်းခဏတာတည်မြဲချမ်းသာဖြစ်သည်လို့ဆိုတတ်တဲ့။သမီးရော်အနေနဲ့အတင်းအကျပ်စီစဉ်ဆောင်ရွက်ခဲ့မယ်ဆိုရင် သူအနေနဲ့တာသနာပြုခြင်းအလုပ်ကိုသာရွေးချယ်ရလိမ့်မယ်လို့ပြန်လည်လျှောက်တင်ခဲ့ပါဗျ။ ခမီးရော်နဲ့မေရော်ကချော်မော့ဖြောင်းဖြပြောဆိုတဲ့အခါမှာတော့ကတ်သုံးပါးကိုတားဆီးပေးနိုင်ရင်အမိန်တော်ကိုနာခံပါမယ်လို့မြောင်ရှမ်းကတောင်းဆိုလိုက်တဲ့ကတ်သုံးပါးဆိုတာဥစဉ်၊နာစဉ်၊သေစဉ်တို့ပဲဖြစ်တယ်။အဲ့ဒီကတ်သုံးပါးကိုတားဆီးပေးနိုင်ခဲ့မယ်ဆိုရင်ခမီးရော်ရဲ့အမိန်အတိုင်းထိမ်းမြားလက်ထပ်ပါမယ်လို့ဆိုပါတယ်။တကယ်လို့များတားဆီးမပေးနိုင်ဘူးဆိုရင်တော့သူ့ရဲ့ဇနအတိုင်းတရားကျင့်ကြံအားထုတ်ရင်းနဲ့သာနေထိုင်သွားမယ်လို့ပြောဆိုခဲ့တယ်။ အဲ့ဒီစကားကိုကြားတဲ့အခါဧကရစ်ကအမျက်ဒေါသထွက်ပြီးအစာရေစာ short ချဖို့အမိန့်ပေးလိုက်ပါတယ်။မြောင်ရှမ်းကလည်းသူ့ရဲ့ခံယူချက်အတိုင်းဆက်နေသွားဖို့အခိုင်အမာဆုံးဖြတ်ထားပြီးဖြစ်တာကြောင့်မိဖုရားကြီးကသမီးတော်ရဲ့ဆန္ဒအတိုင်းခွင့်ပြုပေးလိုက်ပါလို့ဧကရစ်ထံလျှောက်ထားတောင်းပန်ခဲ့ပါတယ်။ဧကရစ်ကဒါကိုလက်မခံဘဲနန်းတွင်းကနေမြောင်ရှမ်းကိုမောင်းထုတ်လိုက်ပါတယ်။ ောင်မမသွားရောက်နေတိုင်းရဲ့တရားကျင့်ကြံအားထုတ်မှုကိုဆက်လက်ပြုလုပ်ခဲ့တဲ့မြောင်ရှမ်းမင်းသမီးဟာတစ်သည်တစ်ဖူတွေကိုသာစားပြီးရှင်သန်နေထိုင်လာခဲ့ပါတယ်။နှစ်တည်ကြလာပြီးရဲ့နောက်မှာတော့ခမဲတော်မင်းကြီးနာမကျန်းဖြစ်လာခဲ့ပါတယ်။အစားလဲကောင်းကောင်းမဝင်တော့သလိုအိမ်မပြောတဲ့ညတွေလည်းများလို့လာခဲ့ပါတယ်။နန်းတွင်သမားတော်ကြီးတွေကလည်းကုသနိုင်ခြင်းမရှိတော့တာကြောင့်လက်လျှော့စပြုလာကြပါပြီ။ ဧကရိရဲ့နောက်ဆုံးအချိန်ရောက်ရှိလာတဲ့အခိုက်အတန့်မှာဖုံးတော်ကြီးတပါးရောက်ရှိလာပြီးလက်ရှိခံစားနေရတဲ့ရောဂါကိုပျောက်ကင်းအောင်ကုသပေးနိုင်ကြောင်းပြောပါတယ်။အဲ့လိုကုသပေးနိုင်ဖို့အတွက်အမျက်ဒေါသကင်းစင်တဲ့လက်တဆုံနဲ့မျက်လုံးတွေလိုအကြောင်းပြောပါတယ်။မင်းကြီးကရှာဖို့မလဲကြောင်းပြောတဲ့အခါပန်းရနှံ့တို့သင်ပြန့်နေတဲ့တောင်ပေါ်မှာတရားကျင့်ကြံနေတဲ့ပုဂ္ဂိုလ်သူစီကနေသွားရောက်တောင်းခံဖို့လမ်းညွှန်ပေးလိုက်ပါတယ်။ ဘုရင်အမိန်တော်နဲ့ဆေလွတ်လိုက်တဲ့နန်းတွင်အမှုရန်တွေတောင်ပေါ်ကိုရောက်လာတဲ့အခါမြောင်ရှမ်းမင်းသမီးကခမည်းတော်ဟာရန္နာ၃ပါးအာမလီမစာပြုတ်မှုခဲ့တဲ့အတွက်ကြီးရည်တဲ့အဖြစ်ကိုခံရကျင်သာဖြစ်တယ်လို့တရားဟောပြဆုံးမတော်မူပြီးတဲ့နောက်သူမရဲ့မျက်လုံးအစုံနဲ့လက်တစုံကိုပေးအပ်လိုက်ပါတယ်။မာယိုနဲ့လမ်းကိုဆက်မလျှောက်ဘဲနဲ့လမ်းမှန်ကိုရွေးချယ်ဖို့ခမဲတော်မင်းကြီးထံထပ်မံတတိပေးညွှန်ပြခဲ့တယ်။ပြန်လည်ကျမ်းမာလာတဲ့ဧကရက်က ဖုန်းတော်ကြီးကိုကျေးဇူးတင်ကြောင်းဆိုကာဆုလက်တွေ PH ကြီးမြင့်တဲ့အခါအရှင်မင်းကြီးကျေးဇူးတင်ရမယ့်သူကကျွန်ုပ်ကမဟုတ်ပါဘူးအမျက်ဒေါသကင်းစင်တဲ့မျက်လုံးတော်နဲ့လက်တဆုံကို PH ခဲ့သူကိုသာကျေးဇူးတင်တဲ့တယ်လို့ဆိုကာပျောက်ွယ်သွားပါရယ်တောင်ပေါ်မှာရှိရဲ့ပုပ်ကိုထူးဆိုသူကိုတွားရောက်ပြီးကျေးဇူးဆက်ဖို့အတွက်ဧကရစ်ကိုယ်တိုင်ကြွားချီမဲ့ခရီးစဉ်ကိုမိဖုရားကြီးနဲ့မင်းမှုတန်းဒီအတူလိုက်ပါလာခဲ့ပါရယ် အေဂျင့်နဲ့အသွင်ပြင်တဲ့တရားကျင့်ကြံအားထုတ်နေတဲ့သမီးတော်မြောင်ရှမ်းကိုတွေ့လိုက်ရတာကြောင့်အေဂရစ်ရောမိဖုရားကြီးပါ မျက်ရည်ကျတဲ့အထိဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ဖခင်တယောက်ရဲ့ချစ်ခြင်းမေတ္တာကိုကျေးဇူးပြန်ဆက်ခဲ့ခြင်းသာဖြစ်တယ်လို့မြောင်ရှမ်းကဆိုရယ်။မေတော်မိဖုရားကြီးကမြောင်ရှမ်းရဲ့မျက်လုံးအဆုံကိုထိတွေ့ခွင့်မရလိုက်ခင်မှာပဲကဘာမကြီးတုံဟီကပန်းမိုးတွေရွာချလာခဲ့တယ်။ထောင်ပေါင်းများစွာသောလက်တွေနဲ့မျက်လုံးတွေကလေထဲမှာပြန်ဝဲနေကြတယ်။ တရားတော်တွေကိုကျင့်ကြံအားထုတ်ရင်းနဲ့ပုဂ္ဂိုလ်သူအဖြစ်ကိုရောက်ရှိသွားပြီဖြစ်တဲ့အတွက်ညောင်ရှမ်းမင်းသမီးဆိုတဲ့ခန္ဓာကိုစွန့်ခွာပြီးမေတ္တာကရုဏာပြေးဝါတဲ့ကွန်ယုံမေတော်ဘဝကိုခံယူကာလောကကောင်းကျိုးတည်ဖို့ဖို့ထွက်ခွာသွားခဲ့ပါတော့တယ်။ကွန်ယုံဖူးဆောက်မွေးဖွားတဲ့တရုတ်လနှစ်လပိုင်းစကူရန်နေ့မှာတရုတ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တို့ကသက်သက်လွတ်လူပွဲတို့နဲ့လူရန်ကြပြီးတော့ဆူတောင်းပွဲတော်ကိုကျင်းပလိရှိကြပါရဲ့။ ုတ်ကဲ့ပါဒီကနေ့ရဲ့ podcast by Fuse ဆိုတဲ့ season မှာတော့ Fuse ကဇလန် Facebook page ကနေပြောရေးသားထားတဲ့ကိုရင်မေရော်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဖျက်ဖျက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဲပရိသတ်တွေအနေနဲ့ဒီကနေ့အစီအစဉ်ကနေပြီးတော့ဖျက်ပြပေးခဲ့တဲ့အကြောင်းအရာလေးကိုစိုက်နှက်တက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲအေးချမ်းလာတဲ့အချိန်ကာလလေးတွေကို celebrate ပိုင်ဆိုင်နေကြပါစေ။